မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့စစ်ကောင်စီကိုလက်နက်ရောင်းတဲ့အိန္ဒိယကုမ္ပဏီကိုဆွီဒင်အရေးယူတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာနာသိမြန်မာစစ်တပ်ကိုလက်နက်ပစ္စည်းများရောင်းချပေးခဲ့တဲ့အိန္ဒိယစစ်လက်နက်ကုမ္ပဏီ ဘဟရန်အလက်ထရောနစ်လီမိတက် BEL ကိုဆွီဒီပင်စင်ရန်ပုံငွေရင်းနှီးမြှုပ်နှံမှုစီရင်မှဖဲထုတ်လိုက်ကြောင်းသိရပါတယ်။မြန်မာစစ်တပ်ကိုလက်နက်ရောင်းတဲ့အိန္ဒိယလက်နက်ကိုင်ကုမ္ပဏီ BEL ကိုဆွီဒီနိုင်ငံမှအရေးယူခြင်းအပေါ်ကြိုးဆိုကြောင်း Justice for Myanmar ကမလ20ရက်နေ့မှာထုတ်ပြန်ပါတယ်။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမဲရတနာမောင်ကမြန်မာစစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေကိုနှစ်ပေါင်းများစွာအပြီးကူညီလာခဲ့တဲ့ BEL ကုမ္ပဏီကိုရင်းနှီးမြှုပ်နှံမှုစီရင်ကဖဲထုတ်ခဲ့တဲ့ဆွီဒီပင်စင်ရန်ပုံငွေရဲ့လုံဆောင်ချက်ကိုကျွန်မ တို့ကြိုဆိုပါတယ်ဒီအဆုံးဖြတ်ချက်ကမြန်မာစစ်တပ်နဲ့လုပ်တဲ့စီးပွားရေးလုပ်ငန်းတွေကနိုင်ငံတကာဥပဒေတွေကိုစန့်ကျင်အောင်တမကစိုးရွားတဲ့ရှင်နီမြုံနှံမှုတွေလည်းဖြစ်တယ်လို့ BEL ကုမ္ပဏီကိုပြတ်သားတဲ့သတင်းစကားပါလိုက်တာဖြစ်တယ်လို့ပြောပါတယ် BEL ကုမ္ပဏီက2022ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မြန်မာစစ်အုပ်စုရဲ့တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီနဲ့နောက်ပိုင်းကာလနှစ်ခုလုံးမှာစစ်ရင်ရင်တွေ ရေဒါစနစ်များလေကြောင်းရန်ကာကွယ်စစ်လက်နက်အထိုင်စခန်းတကူရေဒီယိုစနစ်များနဲ့စက်ပစ္စည်းကရိယာတွေကိုမြန်မာစစ်တပ်ထံရောင်းချပေးခဲ့တယ်လို့ဆိုရင်းနိုင်ငံ AP Passion Fund ရဲ့ကျင်းဝတ်ဆိုင်ရာကောင်စီကပြောပါတယ်ဒါကြောင့်ဆိုရင်းနိုင်ငံ AP Passion Fund ရဲ့ကျင်းဝတ်ဆိုင်ရာကောင်စီကအိန္ဒိယစစ်လက်နက်ကုမ္ပဏီ BEL ကိုရင်းနှီးမြှုပ်နှံမှုစင်းမှဖဲထုတ်ဖို့အကြံပြုတိုက်တွန်းထားပါတယ် BEL ကုမ္ပဏီကမြန်မာစစ်တပ်ထံစစ်လက်နက်နဲ့စက်ပစ္စည်းကရိယာရောင်းချခဲ့တာတွေကို Justice for Myanmar ကလည်းဖော်ထုတ်ထားပြီး2023ခုနှစ် AP လာတဲ့ ်6လအတွင်းအမေရိကန်ဒေါ်လာ5သန်းကျော်တန်ဖိုးရှိတဲ့စစ်တပ်ကနောက်ဆုံးလက်ဝဲအသုံးပြုမဲ့စစ်ပစ္စည်းကရိယာတွေပါဝင်တယ်လို့ဆိုပါတယ် 2024ခုနှစ်မတ်လမှာမြန်မာစစ်တပ်အတွက်သုံးဖက်မြင်စောင့်ကြည့်ထောက်လှမ်းရေးရေဒါတစ်ခုအတွက်ထိန်းချုပ်ရေးကိရိယာတစုံကို BEL ကလွှဲပြောင်းရောင်းချပေးခဲ့ခြင်းအပါအဝင်လက်တလောအချိန်တိလွှဲပြောင်းရောင်းချထားမှုတွေရှိရလို့ Justice for Myanmar ကပြောပါတယ်။ BEL ကုမ္ပဏီကမြန်မာနိုင်ငံမှာရုံးခွဲဖွင့်လှစ်ထားပြီးအဲ့ဒီရုံးခွဲကမှတ်ပုံတင်ထားဆဲဖြစ်ကြောင်းနဲ့ BEL ကုမ္ပဏီရဲ့အစုရှယ်ယာရှင်များစုမှအိန္ဒိယအစိုးရဖြစ်ကြောင်းသိရပါတယ်။ BEL ကုမ္ပဏီကရောင်းချပေးတဲ့ဆက်လက်တွေနဲ့စက်ပစ္စည်းကိရိယာတွေကိုအသုံးပြုပြီးမြန်မာစစ်တပ်ကစစ်ရဆွေ ွေးမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ဆင်ရဆွေးမှုတွေကျူးလွန်ခဲ့ရလို့ Justice for Myanmar ကဆိုပါတယ်။ OECD လမ်းညွှန်ချက်များစီးပွားရေးနဲ့လူခွင့်ရေးဆိုင်ရာကုလသမဂ္ဂလမ်းညွှန်အခြေခံမူတွေအရလူခွင့်ရေးတာဝန်ဝတ္တရားတွေကိုလိုင်းနာလုံဆောင်ဖို့အကြိမ်ကြိမ်ပြတ်ခွက်ခဲ့မှုကြောင့် BEL ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုရှုပ်သိမ်းဖို့ဆွေးနွေးပင်ဆင်ရန်ပုံငွေအပါဝင် BEL ရဲ့ရင်းနှီးမြှုပ်နှံသူအဖွဲ့အစည်းတွေကို Justice for Myanmar ကတိုက်တွန်းထားပါတယ်။အိန္ဒိယကမြန်မာစစ်တပ်ကိုဆက်လက်နှက်ပစ္စည်းတွေနဲ့ဤပညာများပေးအပ်နေခြင်းကစေအုပ်စုရဲ့မြန်မာပြည်သူတွေပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေမှာတိုက်ရိုက်ပံ့ပိုးပေးနေခြင်းဖြစ်ပြီးဆင်ရဆွေးမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေရဆွေးမှုတွေကိုအ ားပေးကူညီလျက်ရှိကြောင်းဆိုပါရယ်မြန်မာပြည်သူတွေကအကြမ်းဖက်စစ်တပ်ကို၄နှစ်ကျော်ကြာတတိပြောင်းစွာခုခံတော်လှန်ခဲ့ကြပြီဖြစ်ပါရယ်စစ်တပ်စီကိုအရင်မြစ်တွေဆက်လက်ပြီးအနေနဲ့နိုင်ငံတကာစီးပွားရေးကွန်ရက်ကစစ်တပ်ရဲ့အကြမ်းဖက်စစ်စင်ရေးကိုအားပေးကူညီနေတာဖြစ်ပါရယ်ရင်းနှီးမြှုပ်နှံသူအဖွဲ့အစည်းတွေအနေနဲ့စင်အုပ်စုနဲ့လှုပ်ဆောင်တဲ့စီးပွားရေးလုပ်ငန်းတွေကိုအဆုံးသတ်ရေးထားမှာမဟုတ်ရင်းနှီးမြှုပ်နှံမှုတွေရှုပ်သိမ်းဖို့အတွက်ကုမ္ပဏီတွေကိုပို့ပြီးတော့ဖိအားပေးနိုင်အောင်လှုပ်ဆောင်ဖို့လိုတယ်လို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမြန်ရတနာမောင်ကဆက်လက်ပြောကြားခဲ့ပါတယ်။ဒါက ောင်းအိန္ဒိယအနေနဲ့မြန်မာဆဲအုပ်စုပေါ်စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးချက်ချင်းပြန်ထံဖို့တင်နန်းနဲ့အခြားစစ်ဘက်ဆိုင်ရာပံ့ပိုးမှုတွေအလုံးကိုရပ်တန့်ပြီးဖို့ Justice for Myanmar ကတောင်းဆိုထားပါတယ်။ ဆက်လက်ပြီးရန်ကုန်ပြည်လမ်းပိုင်းရှိစစ်တပ်ရဲ့အုပ်တွင်းတာဆောင်ဂိတ်ကို PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်စဉ်စစ်ကောင်စီတပ်သားအလုံးအလံပြူတောင်ပြီးစစ်ကွင်းမြို့ထဲဝင်ပြေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်ပြည်လမ်းပိုင်းရှိအကြံဘတ်စစ်တပ်ရဲ့အုပ်တွင်းတာဆောင်ဂိတ်ကို PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်စဉ်စစ်ကောင်စီတပ်သားအလုံးအလံပြူတောင်ပြီးစစ်ကွင်းမြို့ထဲဝင်ပြေးလာကြောင်းဒေသရင်းတရင်အရှင်းမြစ်တွေကပြောပါရယ်။မလ20ရက်နေ့မနက်အစောပိုင်းတနိုင်းမိနစ်30ခန်းမှာမင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းပိုင်းရှိအကြံဘတ်စစ်တပ်ရဲ့အုပ်တွင်းတာဆောင်ဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။တိုက်ပွဲအတွင်း PDF တပ်ဖွဲ့တွေကစစ်တပ်ဂိတ်တစ်ခုလုံးကိုဝင်ရောက်စီးနင်းနိုင်ခဲ့ပြီးဂိတ်ကိုမိရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းဂိတ်စခန်းအတွင်းရှိစစ်ကောင်စီတပ်သားအလုံးကအလံဖြူထောင်ပြီးစစ်ကွင်းမြို့တွင်ဝင်ပြေးလာခြင်းဖြစ်ကြောင်းသိရပါတယ်။တိုက်ပွဲကမနက်တနင်္လာနေ့မိနစ်30ကနေ3နာရီလောက်ထိကြာတဲ့စစ်ခွေးရဲခွေးနဲ့ပြူခွေးတွေအကုန်လုံးစစ်ကွင်းမြို့တွေကိုအလံဖြူထောင်ပြီးအော်ပြေးလာတာဖြစ်သူတွေကထွက်ကြည့်တော့စဲတောင်စဲသွားသည်တဲ့ပစိုးတောင်မပါတဲ့ကောင်တွေရှိတယ်လက်နက်မပါတဲ့ကောင်တွေကအလောင်းထမ်းလာတဲ့ကောင်တွေရောအလုံးပေါင်း30ဝန်းကျင်လောက်ရှိရဲ့လို့ဒေ သတွင်သတင်းအရှင်းမြစ်တွေကပြောပါတယ်။အဲ့ဒီအကြံဖတ်စစ်တပ်ဂိတ်ကပြည်သူတွေကိုနှီးမျိုးစုံဒုက္ခပေးနေပြီးဂိတ်ကိုဖျက်ဆီးသွားလာတဲ့ပြည်သူတွေထံမှစက်ကြီးကောက်ချင်းပေါ်တာဆွဲဖမ်းဆီးခြင်းများပြုလုပ်နေကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မနက်၈နိုင်ခန့်မှာအင်အားတရာခန့်မှာအကြံဖတ်စစ်တပ်စစ်ကြောင်းကဂိတ်စကန်ကိုလာရောက်ဖျက်သိမ်းခဲ့ပြီးစစ်ကွင်းမျိုးပေါ်နဲ့မင်းလာမျိုးပေါ်မှာခံစစ်ပြင်းစင်နေကြောင်းဒါအပြင်စစ်တပ်စစ်ကြောင်းက ဥတုကញင်ပင်ရွာဥတုမြမစုရွာနဲ့ဥတုစာပြူစုရွာတို့ကိုဝင်ရောက်မှွင့်နောက်ပြီးပြည်သူပိုင်ဆိုင်ကနေစီကိုခိုးယူသွားကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတာယာဝေခရိုင် PDF မှတာဝန်ရှိသူများထံသတင်းမီဒီယာကဆက်သွယ်မြင်းထားပေမဲ့ပြန်လည်ဖြေကြားလာမျိုးမရှိပါဘူး။ဆက်လက်ပြီးစစ်မြေပြင်အနီးကတရုတ်စီမံကိန်းများလဲပတ်ဆဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ပြူမြို့နယ်မှာဖေဖော်ဝါရီ20ရက်မှဒီကနေ့ထိတိုက်ပွဲများပြင်းထန်နေပေမဲ့တရုတ်စီမံကိန်းရှိတဲ့မတိကျုံကလုပ်ငန်းခွင်တွေမှာပုံမှန်လဲပတ်နေစေဖြစ်ကြောင်းသိ ရပါတယ်။မဒီကျွန်းမှာရှင်နန်တူလောင်ဆက်ယုံရှင်နန်တန့်စင်ဆက်ယုံမှာလုပ်ငန်းရနာခြင်းမရှိဘဲတရုတ်ရင်နန်တင်တင်မောကြီးများစိုက်ကပ်ပြီးပုံမှန်လည်းပတ်နေတာကိုတွေ့ရကြောင်းဒေသခံတွေကပြောပါတယ်။ဖေဖော်ဝါရီဒုတိယပတ်လောက်ကစပြီးတော့ရှင်နန်တင်တင်မော၃စီရှိစဉ်နောက်စဉ်ရောက်တယ်။အဲ့ဒီတင်မောကရှင်နန်တွေကိုတူလောင်ယုံနောက်မှာချနေတဲ့ရှင်နန်တွေကိုလည်းပိုင်လိုင်းကနေပုံမှန်ပို့နေတယ်။တင်မောတွေကိုဒီလကောင်မှပြန်ထွက်မယ်လို့သိရတယ်လို့မဒီကျွန်းဒေသခံမြို့သားတောက်ကပြောပါတယ်။ မလောက်ကျုံကျေးရွာရှိဓာငွေတန့်စင်ဆက်ယုံ OGD မှဖြတ်တန်းလာတဲ့ရွှေတဘာဝဓာငွေပိုင်လိုင်းများရှိပါတယ်။အဲ့ဒီကျုံမှာတက်စင်မြို့ကြောင်ကျုံနဲ့အမ်းမြို့နယ်ကိုဖြတ်ပြီးရေနံနဲ့ဓာငွေပိုင်လိုင်းတွေကိုတရုတ်နိုင်ငံကိုသွယ်တန်းထားတာဖြစ်ပါတယ်။လက်တလောတိုက်ပွဲပြင်းထန်နေတဲ့ဒညဝရီရေတပ်ဌာနချုပ်ကမလီကျုံနဲ့အဖျောင်းမိုင်း၄မိုင်ခန့်သာဝေးပြီးဒေသအကောကလဘာမြစ်သားချပါတယ်။အခုတိုက်ပွဲဖြစ်နေတဲ့နေရာကမလီကျုံနဲ့တိမ်မွေဘူးဒါပေမဲ့လုပ်ငန်းတွေပုံမှန်လည်းပတ်နေကြပုံကြည့်ရင်စစ်ကောင်စီရဲ့တက်တော်ရဲပြီးတော့တရုတ်နဲ့ကြားမှာအဲ့ဒီလုပ်ငန်းကွင်းတွေ င်မထိခိုက်ဖို့ညှိနှိုင်းထားတာမျိုးတွေရှိနေလို့ဖြစ်မယ်လို့နောက်ထပ်မတီးကျုံဒေသခံမျိုးသားတောင်ကပြောပါတယ်။ဒီကနေ့ဒီမတီးကျုံမှာလက်နက်ကြီးများကြားရမှုမရှိတော့လဲ OGD စံယုံနဲ့မတီးကျုံကြားရှိကြက်တင်ဦးကင်းတောင်ချောင်းကြီးရွာတို့မှာဖျက်ဆီးသွားတဲ့ဓာငွေပိုင်းလိုင်းဒီမှာစစ်ကောင်စီကပြစ်ခတ်တဲ့လက်နက်ကြီးများကြားရပွားကွဲမှုတွေရှိကြောင်းဒေသခံတွေကပြောပါတယ်။ကြောက်ပြူမျိုးနယ်မှာယထာလန်ကာလန်ရေနတ်စိတ်ကန်ကြောက်ပြူအတူစီဝိုင်းစုံနဲ့ဆက်ဆက်တဲ့စီမံကိန်းများပြုလုပ်ဖို့စစ်ကောင်စီနဲ့တရုတ်ကြားသဘောတူညီမှုရရှိထားပါတယ်။ကြောက်ပြူတူစီ ီးပွားရေးဆောင်ကိုအကောင့်ထည့်ဖို့မှုမရရှိသေးတော့လဲရေနံပိုင်းလိုက်နဲ့ရွှေသဘာဝတန်ွေစီမံကိန်းဒီပေါ်မှာစစ်ကောင်စီကဒေါ်လာတန်နဲ့ချီတဲ့အကျိုးမြတ်ရနေရဆိုပြီးသတင်းမှဖော်ပြထားပါတယ်ရှင်။ ဆက်လက်ပြီးညီညွတ်ကြဖို့ကက်သလစ်ဂိုင်းချုပ်ချားစ်မောင်ဘိုတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာသွေးထက်တန်ရုံမှုတွေဆက်လက်ဖြစ်ပွားချိန်မှာညီညွတ်ကြဖို့ကက်သလစ်ဂိုင်းချုပ်ယဟန်မတ်ချားစ်မောင်ဘိုကတိုက်တွန်းလိုက်ပါတယ်။စိန့်မေရီဖခင်ကျောင်းတော်စိန့်မေရီကက်သရီဒရယ်မှာမလ16ရက်နေ့ကကျင်းပတဲ့စိန့်ဂျိုဆက်ပွဲတော်နေ့ ရဟန္တာတန်စုစေပွဲတော်နေ့နဲ့တမီးစီရတော်တပါကိုတိတ်ခါတင်ပွဲမှာတိုက်တွန်းတာပါမြန်မာပြည်သူတွေနာကျင်စွာခံစားနေရတာတွေကိုကုစားမဲမျှော်လင့်ချက်ကိုခုတိတ်ခါတင်ခံလိုက်ရတဲ့ဆရာတော်ကဖန်တီးပေးပါလို့ရဟန်းမတ်ချားစ်မန်ဘိုကတိုက်တွန်းခဲ့တယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာနိုင်ငံရေးကမတည်ငြိမ်သက်လူတွေကနေရရွှေ့ပြောင်းနေရပြီးလူမှုဒုက္ခတောကအဝဝနဲ့မတည်ကြတာတွေအကြက်တွဲတွေကြုံနေရတယ်လို့မိမ့်ပါတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်